တကယ်ကမွေးကလေးကကိုကိုတင်းဒီလာလိုချင်တာလဲကိုကိုတင်းမယ်ဒါမဲ့ तू ကမောင်ဖြစ်နေရောအဲ့တော့မောင်လည်းကိုကိုလောက်လိုက်တယ်ကိုကိုပဲခေါ်တယ်ဟုတ်ဘယ်နှစ်ကွာနည်းနည်းအမအေးပြုံးဖြီးပြီးတော့နောက်ကနေကြည်နေတော့ပါဖို့ဆိုတော့ပြောလို့မရဘူးပေါ့နော် Will you be my girlfriend ဆိုတော့အာငါကောင်မလေးဖြစ်ပေးမလားဆိုရယ်ပထမ first step ကိုအရင် propose ပုံစံမျိုးလောက်တာပေါ့เนาะဒါပေမဲ့လက်ထပ်မလားဆိုတာမဟုတ်ပဲသူ့ရဲ့ကောင်းမလေးဖြစ်ပေးနိုင်မလားဆိုပြီးတော့ဒေချာလေးခွင့်တောင်းနေပေါ့เนาะဒူးလေးထောက်ပြီးတော့အဲနဲ့ okay ဆိုပြီးတော့ကောင်းမလေးအဲဟို good partner အနေနဲ့သမီးစားချစ်သူစားအနေနဲ့လက်ခံလိုက်တာပေါ့အဲနောက်ထပ် step တစ်ခုရောက်တော့မှဟို will you share forever with me ပေါ့နော်အဲလက်ထပ်ဖို့ဖေဖေတို့မေမေတို့ဆရာတို့အရင်ဆုံးခွင့်ပြုချက်ယူသေးတယ် ဖေတို့မေတို့ဆရာနဲ့ပြီးတော့ permission ရပြီဆိုတော့မှခွင်တောင်းတာပေါ့နော်ဟိုအဲသူနဲ့လည်းတရားဝင်ပြိသက်တွေကိုမမိတ်ဆက်ပြရသေးဘူး I mean အမတာကင်မှာတော့ pre wedding ပုံလေးလေရောက်တော့မှာဆိုတော့လေမထူတော့ပါဘူးတခါပြောလိုက်ပါတယ်ဟုတ်ရှင်အာဘလို့စတွေ့ခဲ့ရလဲဆိုတော့သူကအော်စတြေးလျမှာကြောင်းတက်နေမှာဆက်တက်နေတာဆိုတော့ဒီကနေပြီးတော့ online မှာအမားတယောက်ကနေမိတ်ဆက်ပြရပါတော့ 我家的不嗯，超辣不好超辣。